ိတ်ဆွေတို့ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ software လေးကတော့ AirTouch Music ကပဲထုတ်တဲ့ Drum Synth Drum Instrument Synthesizer ပေါ့နော် plug in လေးပါဒီကောင်က Drum Engine 6မျိုးပါတယ်သူ့ကိုအုပ်စုလိုက်လဲဒီ6မျိုးအုပ်စုလိုက်လဲချိန်လို့ရတယ်တစ်ခုချင်းလဲစိတ်ကြိုက်ချိန်လို့ရတယ်ဒီပေါ်မှာ Defor ဆိုပြီးရှိတယ်ဒီမှာ Arban ဆိုပြီးတော့ဒီမှာရွေးလို့ရတဲ့ဟာအများကြီးရှိတယ် Dance ရှိတယ်ငါးမျိုးပေးတာပါနော် machine ထိ default ဆိုရင်တော့ဒီအတန်ပေါ့ ကျွန်တော်ကြံတိုင်းမြူလိုက်မှာဒီကေကိုမမကွမ်းမလို့ချင်းစနဲနဲ့ချိန်လို့ရတယ်ကလပ်နဲ့ချိန်လို့ရတယ်အဲ့လိုမျိုးပေါ့ဒီအတန်တစ်ခုချင်းကိုကိုကြိုက်တယ်လို့စီလို့ရတယ်ဒီမှာကက်ပေးထားတယ်ဒါမဲ့ကိုကစနဲပြောင်းလိုက်ရင်ဒီကောင်စနဲဖြစ်သွားမယ်ဒီကောင်ကြီးလည်းဒီလိုပဲကိုလိုချင်သလိုချိန်လို့ရတယ် သူ၈မျိုးပေါ့နော်၈မျိုးတည်းဟာကိုစိတ်ကြိုက်ဒီထဲမှာချိန်လို့ရတယ်အာဘန်နဲ့တစ်ချက်ခေါ်ကြည့်မယ်တက်ဖော်နဲ့အရင်ဖွင့်လိုက် 这一波面临的情况如何呢？ စိတ်ကြဲပေါ့နော်ကိုကြိုက်တဲ့အတန်လေးရှောက်ချင်းလို့ရတယ်ကိုတချင်းနဲ့လိုက်မဲ့ကာလာပေါ့ ီအစုံလိုက်ရဲချိန်လို့ရတယ်လို့တခုချင်းကိုလည်းစိတ်ကြိုက်ချိန်လို့ရတယ်ဒီမှာ80ဆိုပြီးပေးထားတယ်အဲ့ဒါကိုဒီမှာ90ဆိုပြီးပြောင်းလို့ရတယ်ဒီလိုမျိုးပေါ့နော် drum kit တခုလည်းအပံပြောင်းလို့ရတယ်ကစ်တခုလည်းအတန်ပြောင်းသွားတယ် နဲလည်းဒီလိုပဲဒီမှာအောက်မှာလိုက်ပြောင်းလို့ရတယ်စိတ်ကြိုက်အတန်တွေကိုစီလို့ရတယ်ဒီမှာဆန့်အနေနဲ့လည်းအတန်တွေချိန်လို့ရသေးတယ်အများကြီးနော်ဒီမှာ fx ဆိုပြီးတသက်ရှိတယ်ဒီ fx မှာလည်း eq တွေ gain တွေအကုန်ပြန်ချိန်လို့ရမယ် compressor တွေမှာ online compressor ချိန်လို့ရမယ်အဲဒီမှာ distortion လည်းချိန်လို့ရမယ် ဒီဘက် transient လည်းချိန်လို့ရမယ်။ကိုစိတ်ကြဲပုံတော့အတန်ကာလာကိုအမျိုးမျိုးပြောင်းလို့ရမယ်။အောက်မှာ sand effects, delay တို့ diffuser တို့ rebut တို့ဒါတွေလည်းစိတ်ကြိုက်ပြန်ပြောင်းလို့ရတယ်။ဒီမှာ hall ထားမလား standard ထားမလား studio ထားမလား room ထားမလား extras ထားမလားဒီလိုပေါ့။ဒီဘက်မှာလည်း delay ကိုစိတ်ကြိုက်တိုင်းနေချိန်လို့ရတယ်။ဒီဘက်ဒီဘက်မှာလည်း delay တစ်ခုပါတယ်။ဒီ software လေးကပေါ့ပေါ့ပါပါလေးဆက်လဲမလေးဘူး။ ဟတ်ဒစ်စပေးလည်းအများကြီးမလိုဘူးပေါ့နော်ပေါ်ပေါ်မှာနိုင်နိုင်လေးလေးလေးနဲ့ကျွန်တော်ဒီ electro bass နွယ်တဲ့ music တွေပေါ့နော် hero တို့လို EDM တို့လို့ဒါမျိုးလေးတွေမှာပေါ်ပေါ်ပါအသုံးပြုလို့ကောင်းလို့ကျွန်တော် sharing လုပ်ပေးလိုက်တာပါစာလီလာကသာဝါသနာရှင်နေဆိုရင်တော်တော်အသုံးတည့်မှာပါကိုချိန်ထားတဲ့ဟာကိုလည်းဒီမှာ save preset ဆိုပြီးသိမ်းလို့ရတယ်အဲသိမ်းထားတဲ့ဟာကိုလည်းနောက်မှ load preset ဆိုပြီးပြန်ခေါ်လို့ရတယ်ဒီ software လေးကဒါတလောက်ပါပဲလိုအပ်တဲ့သူသုံးပြုလို့ရအောင်ညွှန်ပေးခြင်းဖြစ်ပါတယ် ဟိုတည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်